တရချောင်းမြို့နယ်ရန်တောင်ရွာဝေါ်ကျင်းမှာကေမျိုးသားလွတ်မြောက်ရေးတပ်မတော် KIA တပ်ဖွဲ့ဝင်၄ဦးဟာစစ်နာရှင်တပ်ဘက်ကိုဗျံပြောင်းသွားတယ်လို့ဒေါ်လိုင်းအင်အားစုတွေကသိရပါတယ်ပြပြောင်းသွားသူလေးဦးဟာခင်မျိုးတမဟာလေးမြိတ်တော်ခရံကောကံမှုအောက်ကခင်မျိုးသားလောမြရေတက်မတော် KLA တရင်စနစ်တက်ခွဲတက်မှဖြစ်တယ်လို့ခင်မျိုးမြိတ်တော်ခရံအတွေ့အမှုဘရိုဆိုရနာကပြောပါတယ် တို့လေဦးထဲကတဦးဟာဆန်နာရှိတက်တာဟောင်းဖြစ်ပြီးကြံ၃ဦးကတော့ကိုတူလီအာမီ KTL ဘက်ကဗပြောင်းလာသူတွေဖြစ်ကြတယ်လို့ဂရုစွဲနာကပြောပါတယ်။ KTL တပ်ဖွဲ့ဝင်၃ဦးဖြစ်တယ်လို့ခင်မြူရဲ့ပြောကြားချက်အပေါ် Dual Watch အနေနဲ့တိကျအတိပြုနိုင်တာမရှိသေးပါဘူး။ဗပြောင်းလာသူလေးဦးဟာစက်တဘာလ23ရက်နေ့မှာလက်နက်ခံရုံနဲ့တူဆန်နာရှိတက်စီဗပြောင်းသွားတယ်လို့တွန်လိုက်အောင်စုတွေစီကတရားပါတယ်။ စကမရှိဝါဒပြတ် channel တွေမှာတော့ PDL လေးဦးဟာကာယုန်တဲ့စစ်ဌာနချုပ်တိုင်းမူစီ MA1 တလက် RPG တလက် Twice 79တလက် RPG ပုံဒီ၃လုံး40 mm ပုံဒီတလုံး55 5cm G 80တောင်းနဲ့55 5cm G 83ခုတို့ကိုအနက်ခဲ့ပြီးစတေမာလာ24ရက်နေ့မှာအခမ်းအနားနဲ့ငွေသားစုချင်းမြင့်ခဲ့တဲ့အကြောင်းဖော်ပြပါရယ်ပြည်သူ့ကော်ရီတပ်ဖွဲ့ PDF တပ်ဖွဲ့တာဝန်ရှိသူတွေစီမင်းញမ်းရမှာတော့တို့တို့လေးဟာ PDF တပ်ဖွဲ့ဝင်များမဟုတ်ဘူးလို့ဆိုပါရယ်